ားလုံးမင်္ဂလာပါမျိုးတွေတဲ့ကျွန်တော်ပြမယ်နော်ကိုဒါလေးကဒီပွဲလေးကိုနော်ဒီတီလေး6ခန်းလို့ကြီးပြီးသားနော်အဲ့ဒီမှာရေးထားတာကိုကိုလေး6တင်းနော်ကိုလေး6တဲ့နှက်ခတ်ပါပါစပြီနော်ကိုပိတ်၄ပိတ်6ပိတ်နော်ဖြစ်ပြီတဲ့နော်၅ပင်ကနန်းရဲ့၄ပင်အပိတ်ရဲ့၅ပင်အပိတ်ရဲ့၄ပင်အပိတ်ရဲ့တစ်ကြိမ်ရအပိတ်ရဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီကနေပြီးတော့86ကနေကျွန်တော်ဘယ်သွားမှာလဲ85ခုနှစ်ကိုသွားမယ်တဲ့เนาะ86ကနေ85ခုနှစ်အချိန်20ကိုတန်းသွားလိုက်ပြီเนาะအချိန်20ပြောင်းခဏเนาะဒီမှာအချိန်20เนาะဟုတ်ပြီเนาะ အဲ့တော့ဒီမှာထူးခြားဖြစ်စဉ်လေးနဲ့ကြည့်ကြမယ်ပေါ့ဗျာ။အောင်နာမအောင်နာကတော့ကံပေါ့လေမဟုတ်လား။ဒီအထောင်သုံးလုံးငါကြီးပြန်ဖြစ်နေတာဒီနေရာမှာဟုတ်ပြီနော်တစ်ချက်။အဲ့မှာကြည့်လိုက်။ဒီထောင်သုံးလုံးငါလေးနော်။ဒီထောင်သုံးလုံးငါလေးဟုတ်ပြီနော်ကျွန်တော်တို့စကြည့်ကြမယ်။အဲ့မှာဒီအထောင်သုံးလုံးငါလို့ဖြစ်ခဲ့တာငါတစ်ကိုငါလို့ဖြစ်ပြီးဒီလေးလို့ဖြစ်ခဲ့တာလေးနဲ့ငါနဲ့ပေါင်းတဲ့ကိုအဲ့ဒီကိုကြောင့်လေးထိတ်လေးခါ တုံညာပိတ်ငါးထိပ်ကိုဒီသုံးလုံး၉သလားဒီသုံးလုံးပေါင်းခဲ့တဲ့၉ဒါမှမဟုတ်သူ့၄ရဲ့ပါဝါ၉လားလို့စဉ်းစားမယ်နော်ဟုတ်ပြီအမျိုးတွေအဲ့ဒါဆိုရင်ကက်ကရှင်းရှင်းလေးပဲနော်အဲ့လိုဖြစ်ပြီတဲ့အဲ့ရနေပြီးတပင်နှစ်ပင်သုံးပင်စဉ်းစားလိုက်တဲ့ဒီ၅ရဲ့ဒီ၇ရဲ့၅ဟောပါဘူး sorry ဒီ၈ရဲ့ဒီ၇ရဲ့၅ဒီ၁ရဲ့ဒီ၄ရဲ့၅ပေါင်းခြင်းလားတူနေရမယ်နော်အဲ့လိုတူတဲ့ပင်မှာတပင်နှစ်ပင်သုံးပင်လားကွာ၅စော့သလားလို့စဉ်းစားပြီနော် ငါးတုံညာနဲ့ဂွာငါးဆိုတော့ကျွန်တော်တို့ကငါးထိပ်ရပြီเนาะတုံညာအပိတ်ရပြီအဲ့ဒါဆိုရင်နှစ်ထိပ်ရနှစ်ပိတ်ရနှစ်ခါရဒီသုံးလုံး6ဒီတပင်းနှစ်ပင်းသုံးပင်းဆင်းလိုက် तू ငါးဖြစ်ခဲ့တဲ့အပင်က8ခွန်เนาะ၄ဒီဘရိတ်ကိုဖြစ်ခဲ့တဲ့အတွက်အဲ့ဒီကိုရဲ့နှစ်ခတ်နှစ်ထိပ်နှစ်ခါနှစ်ပိတ်တဲ့နှစ်ခတ်6ဖြစ်သလားလို့ကျွန်တော်ရေးတယ်เนาะဒီမှာကိုဘရိတ်ကိုဘရိတ်ရဲ့နှစ်ခတ်ဒီမှာ6လို့ရေးထားတယ်ဟုတ်ပြီเนาะ ရှင်းရှင်းလေးပဲเนาะဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဒုတိယဖိုင်သွားမယ်ဒုတိယဖိုင်က90နဲ့3ခုနှစ်မှာเนาะတစ်ချိန်မှာ6ပိတ်၄ချိန်မှာ10ပိတ်၅ချိန်မှာ9ပိတ်တဲ့เนาะ6 10 9လို့ဖြစ်သွားပြီเนาะအဲ့မဲ့6 10 9ရေးလိုက်အဲ့ရနေ93ကနေဘယ်လိုသွားမလဲဆို2002ကိုသွားမယ်เนาะအချိန်စဲပဲတန်းစင်မကြားရီမပြတော့ဘူးเนาะဟုတ်ပြီဒီချိန်ရောက်ပြီရောက်ပြီဆိုတော့ဒီမှာ3လုံး5 1 3 4 5ဒီမှာ4ပိတ်အဲ့ဒါဆိုရင်ဒီနှလုံးပေါင်းခဲ့တဲ့9ကြောင်း တုံညာငါးလေးနဲ့ကိုးသလားဒီလေးပရိတ်ကြောင့်ငါတုံညာငါးလေးနဲ့ကိုးသလားစဉ်းစားပြီနော်အမျိုးတွေအဲ့ဒါဆိုရင်တော့ဟုတ်ပြီလေးထရသွားပြီတပင်နှစ်ပင်သုံးပင်ဆင်းလိုက်ငါးနဲ့ခုံနဲ့ပေါင်းခဲ့တဲ့နှစ်၆နဲ့၆ခဲ့တဲ့နော်၆နဲ့၆နဲ့ပေါင်းခဲ့တဲ့နှစ်တကားရမှမှာသွားတပင်နှစ်ပင်သုံးပင်လေးထရှိလို့၈ပင်နဲ့ကွာနှစ်သလားဟိုမှာကွာငါးတာနော်သူပေါင်းခြင်းကြောင့်ဟုတ်ပြီအဲ့ဒါဆိုရင်6 9 1တည်တည်အလုံးပေါင်းခြင်း6တည်ခုနကတော့နှစ်နှစ်လို့ဖြစ်ခဲ့တဲ့ပင် 6ခွန်6ဆိုတဲ့ဗရိကိုးဒီကိုယ့်ရဲ့နက်ခတ်ဒီသုံးလုံး6တလားတူရင်းလူရှင်အပြက်ပဲကဏ္ဍတစ်ပေါက်ထွက်တာပဲနော်အဲ့တော့ဒီသုံးလုံး6ဒီဒီ9နဲ့ဒီ6နဲ့ပေါင်းကြတဲ့6ဒီ6ရဲ့ပါဝါ6ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီသုံးလုံး6ဒီဒီ6ရဲ့နက်ခတ်ဒီသုံးလုံး6ဒီနှလုံးနှစ်ဒီနှလုံးနှစ်ဒီ၄နဲ့၈နဲ့ကွာနှစ်ဟုတ်ပြီနော်မျိုးတွေအဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်ဥသောလဲလက်ရှိကတ်ကိုသွားပြီထွက်နေကတ်ကိုရောက်ပြီနော်2016အချိန်ရောကြည့်တာနော် တချိန်မှာ1ပိတ်၄ချိန်မှာ6ပိတ်၅ချိန်မှာ10ပိတ်နက်ခတ်ပါပါ16ရှိလို့နဲ့ရေးထားရနော်အဲ့ရနေ2025ကိုသွားမယ်ဂျားဆိုင်ဒီနောက်မှာပြမယ်သူအကြောင်းအကြောင်းမှုသေးလို့နော်ဒီရောက်ပြီရောက်ပြီဆိုရင်သူ့တပင်ကြောလိုက်6 9 3 1300 5ပရိ4လို့ထိုးထားတယ်ဒီ4နဲ့ဒီ5နဲ့ပေါင်းကြတဲ့ကိုဒီ6 2 1ဆိုရင်ဒီ3လုံးဒီကိုဟုတ်ပြီနော်အမျိုးတွေဒါမှမဟုတ်ရင်ဒီ4ကြောင်ဒီ3လုံးကိုမျိုးမျိုးစဉ်းစားမယ်နော်နော်ကနန်းနေတယ်မှာနော်များတော့တယ်နော် 过五千人，等于我们了。你那里那边偏，你那里那生产嘛？这边那边都没有来产的。谷啊，那龙里、矿矿，那龙里、矮、啊、里,里地，地地上面东背那瓜里，晓得喏，瓜里喏，瓜里呀！啊，那是秋腿秋背离开地，秋些开来。矿啊，矿说的不离谷场，你们议论的谷，啊哩谷场，谷那开的，秋秋矮里，秋的哪地，秋地的谷那开，地来地来的瓜里。 ဒီလေးနဲ့ဒီကိုးနဲ့ပေါင်းခဲ့တဲ့ကိုးသည်ဒီကိုးလေးရဲ့ပါဝါကိုးဟုတ်ပြီနော်တို့အမေခဏက1 4 3တခွက်ခဲအကယ်၍အဲ့လိုမဟုတ်ဘူး1လေးနဲ့ဘာလို့ထွက်ခိုင်းတာတော့တပင်2ပင်3 oh sorry တကြိမ်2ကြိမ်3ကြိမ်4ကြိမ်ခွန်ပရေတဲ့နှစ်ပိတ်သွားတာကြောက်တယ်ဟုတ်ပြီနော်ခွန်ပရေလေးထည့်ထိုးပေးတာအရန်လေးအဲ့ဒါဆိုရင်တူလိုပဲတပင်2ပင်3ပင်4ပင်သွားလိုက် တပင်နှစ်ပင်သုံးပင်လေးပင်သွားလိုက်ပရိတ်တဲ့ပရိတ်ထွက်သွားမှာဆိုလို့နော်လဲလဲကြည့်နေတာမျိုးမျိုးတပင်နှစ်ပင်သုံးပင်လေးပင်ခွန်ပရိတ်တဲ့ခွန်ပရိတ်ဖြစ်သွားလို့ဟုတ်တယ်နော်မျိုးတွေရီဖိုင်ရတာပဲနော်ဒီကြကြည့်နော်နော်ဒီဘက်ကိုအမျိုးတွေပြောပြမယ်နော်900ထိုးမယ်နော်။ဘာလို့900ထိုးမှာ900ကကျွန်တော်အချိန်20ပြတာဒါပေမဲ့ပြန်တင်ပေးမယ်နော်။900ပြန်တင်ပေးမယ်။900ဒီအချိန်20မှာထိုးမှာနော်။ကျွန်တော်မွေးကနေထုတ်တာ900ကြားလာပြီ။ပြီးရင်ခွန်6ခွန်ဆိုတဲ့ကနန်းထိုးမယ်။ဒီခွန်6ခွန်လေးမှတ်တာနော်။ဒီခွန်6ခွန်လေး เนาะဟုတ်ပြီเนาะအဲ့ဒီ6ခုရဲ့နောက်ဒီမှာ6ခုဒီမှာဒီ6ခုလေးမှတ်တာเนาะအဲ့ဒါက169ဆိုရယ်စိုက်နေလာတာအဲ့ဒီ6ခုဘာလို့ဒီတွေထိုးနေတာတော့ဆိုတော့ကိုထိတ်ကိုခခုန်ပိတ်အထောင်သုံးလုံး5ဖြစ်တဲ့အချိန်မှာဒီကနန်းထိုးဟုတ်ပြီเนาะဒီမှာเนาะအဲ့ဒါဒီဘက်တက်လိုက်ဒီကနန်းဟုတ်ပြီเนาะ6နေခွန်ဒီအထောင်သုံးလုံး၅ဖြစ်လို့ထိုးတာကျန်တဲ့ချိန်မှာမထိုးဘူးဒီခွန်၆ခွန်ဆိုတဲ့ကနန်းကို၉၉ ခွန်ပိတ်မယ်ခြောက်ခါ၆၆ထိခြောက်ခွန်ခွန်ဖြစ်မယ်ခွန်ခြောက်ခွန်ဖြစ်မယ်ဒီဘွဲမှာထိုးမယ်ခွန်ခြောက်ခွန်900เนาะမျိုးလေးအားလုံးမင်္ဂလာပါဒါနံပါတ်2ဖိုင်ကျွန်တော်ခုခဏနေတင်ပေးလိုက်တော့မယ်เนาะချိန်20အတွက်เนาะမျိုးလေး